ဝမ်စုခံတဲ့နဲ့မတူတဲ့အစိုးပြတစဉ်အပေါ်မှာပြုမှုဆက်ဆံပုံတွေကြောင့်ဖခင်ကောင်ပြီးသားသူဖြစ်ချီကျူးခံနေရတဲ့ဟင်းဝင်ရဖခင်ဦးဝင်းကိုပရိသတ်များအလုံးမဲမင်္ဂလာပါရှင့်ဟင်းဝင်ရဖခင်ကိုအရင်တုန်းကတော့တားဖြစ်သူအတွက်အတ္တကြီးတဲ့သူဖြစ်လူတွေကတော့အထင်လွဲခဲ့ကြတာဖြစ်ပါတယ် အခုတော့ဟင်းဝင်းရဲ့အဖေကချွေးမလေးဆိုပြတဲ့စဉ်ကိုလက်ခံလိုက်တဲ့ပုံစံပြုမှုဆက်ဆံလိုက်တဲ့ပုံစံတွေကြောင့်တားဖြစ်သူအတွက်ဖခင်ကောင်းပြီးသားသူဆိုပြီးတော့တမျိုးတပုံပြောင်းမြန်ချီကျူးထောပနာပြုလာကြပါပြီ။ပရိသတ်တွေအလုံးမမီကြအောင်ပါပါလွန်ခဲ့တဲ့နှစ်တွေတုန်းကဟင်းဝင်းရဲ့အဆိုတော်မင်းသမီးဝမ်စုခိုင်တဲ့တို့ရဲ့အချက်ဇလန်းကအရန်ကိုနာမည်ကြီးခဲ့ပါတယ်။ တို့နှစ်ယောက်အရန်ချစ်ခဲ့ကြပေမဲ့အဲ့ဒီတုန်းကဟင်းဝီရဲ့ရဲ့မိဘတွေအထူးသဖြင့်ဖခင်ဖြစ်သူဦးဝင်းကိုကဒီအခြေအေးကိုလုံးဝသဘောမတူခဲ့ပါဘူးတို့နှစ်ယောက်ကိုအတင်းကျပ်ခွဲခဲ့တယ်ဆိုပြီးတော့သတင်းတွေထွက်ခဲ့ပါတယ်ဒီတဲ့ပိုဆိုရာကဦးဝင်းကိုနဲ့ဝမ်စုခိုင်တိန်တို့အပြန်လန်ပြောဆိုထားကြတဲ့ဖုန်းပြောထားတဲ့အတန်ဖိုင်တစ်ခုတောင်အဲ့ဒီတုန်းကဆိုရှယ်မီဒီယာပေါ်မှာပေါကြားလာခဲ့ပါသေးတယ်အဲ့ဒီအတန်ဖိုင်ထွက်လာပြီးတဲ့နောက်မှာတော့ပရိသတ်အများစုကဦးဝင်းကိုပေါ်မှာအမြင်တွေအရန်ကိုဆိုးရွားသွားခဲ့တာပါဒါသမီးရဲ့အခြေအေးကိုအတင်းကျပ်ဝင်းစုဖတ်တဲ့အတ ကြီးတယ်။တားပြစ်သူရဲ့ဘဝကိုစွတ်ဖတ်တယ်ဆိုပြီးတော့အပြင်းထန်ဝေဖန်ခဲ့ကြတာပါရှင်။အခုဟိဝင်းရန်ကမင်းသမီးကျော်လေးဆိုပြတဲ့စင်နဲ့မင်္ဂလာဆောင်လိုက်တဲ့အခါမှာတော့အရီတုံကအပြင်းထန်ကန့်ကွက်ခဲ့တဲ့ဖခင်ကြီးဦးဝင်းကိုရဲ့တုံ့ပြန်ပုံကကြွာချသွားခဲ့ပါရှင်။ ူကမီဒီယာရရဲ့ရှေ့မှာလူပုံအလယ်မှာသူ့ရဲ့ချွေးမလေးဆိုပြတဲ့စဉ်ကိုဘလောက်တောင်သဘောကျကြောင်းဘလောက်တောင်ချစ်ကြောင်းရှွှွှွှွင့်ဝေအောင်ပြောဆိုသွားခဲ့ပါတယ်။သူ့ရဲ့ချီးကျူးစကားတွေထဲမှာဆိုပြတဲ့စဉ်ဟာသူတို့မိသားစုရဲ့အစဉ်အတန်မျိုးရိုးကုန်ဒိဋ္ဌာရီနဲ့တထက်ထဲကန့်ညီတယ်ဆိုတဲ့အချက် လိမ္မာရင်ကြီးတယ်ထက်မြက်တယ်ဘာသာတရားကိုင်းဆိုင်တယ်ဆိုတဲ့အချက်တွေပါဝင်ခဲ့ပါတယ်။ဒါအပြင်အားလုံးကိုအင်အားသိမ်းစေခဲ့တဲ့အချက်ကတော့ဆိုပြတဲ့စဉ်ဟာအပြိုအဆင်စစ်စစ်ဖြစ်ကြောင်း ဟေးဝင်ရမတိုင်ခင်ဘသူနဲ့မှရေးစားမထားခဲ့ဘူးကြောင်းတွေကပါထည့်သွင်းပြောကြပြီးတော့ဒါရီကြောင့်မလို့သူသားနဲ့သူမိသားစုနဲ့အရန်ကိုထိုက်တန်တဲ့ချွေးမကောင်းလေးဖြစ်တယ်လို့ဆိုခဲ့တာပေါ့ဒီလိုထိုက်တန်တဲ့ချွေးမလေးကိုရလို့သူတို့ဇနီးမောင်နှံကသိန်း၅ထောင်တန်ဖိုးရှိတဲ့သုံးတက်တက်အင်ကြီးကိုမင်္ဂလာလက်ဖွဲ့ဖြစ်နဲ့ပေးရခဲ့ကြောင်းဂုံယူစွာကြေညာခဲ့ပါတယ် ဒီဖြစ်ပျက်တွေအားလုံးကိုမြင်လိုက်ရတဲ့ပရိသတ်တွေကတော့အခုမှအော်အတိတ်ကဥဝင်းကိုတရားဝိုင်းစုခိုင်တဲ့ကိုဘာလို့သဘောမတူခဲ့တယ်လဲဆိုတော့အခုမှအနားလဲတော့တယ်ဆိုတဲ့အမြင်တွေပေးလာကြတာပါအရင်ကအတကြီးတယ်လို့အထင်လွဲခဲ့ကြပေမဲ့အခုတော့သူသားအတွက်သူမိသားစုရဲ့အကုန်သိခါအတွက်သူလိုချင်တဲ့စံနှုန်းတွေနဲ့ကန့်ညီတဲ့ချွေးမမျိုးကိုသူကစောင့်နေခဲ့တော့သူသားကိုအကောင်းဆုံးနဲ့ပဲပေးစားခြင်းနဲ့ဖခင်ကောင်တယောက်ရဲ့စေတနာဆိုပြီးတော့သူရဲ့အတိတ်ကလုံရက်တွေကိုပြန်လည်နားလည်မှုပေးလာကြတာကိုတွေ့ရပါတယ် ချွေးမလေးကိုသမီးလေးအရင်တော့ချစ်ခင်ပြီးဒီလောက်တန်မိုးကြီးရဲ့လက်ဆောင်တွေပြီးလူပုံလေးမှာချီကျူးနေတာကသူသားတော်သူသတ်မှတ်ထားတဲ့စံတွေနဲ့ပြည့်မီရဲ့ထိုက်တန်တဲ့ချွေးမကိုရလို့ပျော်ရွှင်နေတဲ့ဖခင်တယောက်ရဲ့ပုံရိပ်အစ်စ်မှန်ပါပဲလို့ချီကျူးနေကြပါတယ်။ပရိသတ်ကြီးတို့ရဲ့အမြင်ကရောဘလို့ရှိပါသလဲ။အတိတ်ကဝမ်းစုခံတဲ့ပုံပြုတ်မှုခဲ့တဲ့အပြုတ်မှုနဲ့အခုဆိုပြတဲ့စဉ်ပေါ်မှာပြုတ်မှုဆက်ဆံတဲ့အပြုတ်မှုဒီနှစ်ခုကိုချိန်ထိုးကြည့်ပြီးရဲ့အခါမှာဦးဝင်းကိုကတကယ်ပဲသားအတွက်အကောင်းဆုံးကိုရွေးချယ်ပေးတဲ့ဖခင်ကောင်ပြီးသားတူတယောက်လို့မြင်မိပါသလား။မိမိ ီဒီယိုရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးဝင်ရောက်ဆွေးနွေးပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်